ကျွန်တော်နေ့စဉ်အသုံးပြုနေတဲ့မေးဖို့ကြောင့်တော့ဟင်းချုံမွန်လေးကိုဘယ်ကထုတ်လုပ်တာလဲ။ဒီတော့ပြန်လာလို့ဒါမှမဟုတ်ပြိဆိုင်နေတဲ့အယိုးတွေကထုတ်လုပ်တာလား။လွန်ညွန်စားသုံးမိရင်ဘေးဒဆုကြိုတွေရောရှိနေလား။အားလုံးပဲမြင်လာပါခင်ဗျာ။ AS Not Exchange Channel နေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့နေ့စဉ်စားသုံးလေးဟင်းလျာတွေရဲ့မှာမပါမဖြစ်ချုံမိုးကြောင်းစိတ်ဝင်စားဖို့ရအချက်အလက်တွေနဲ့အတူတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။ ပရမောသောအနေနဲ့ချုံမိုးရဲ့မူရင်းအဆောက်ကိုပြပြခြင်းပါတယ်။တော်တော်များများကချုံမိုးကိုပြီးတော့ပြည်နေအောင်ဒါမှမဟုတ်ကိစ္စံရဲ့အယိုးတွေကလည်းထုတ်လုပ်တဲ့လို့ထင်ကြပါတယ်။ဒါပေမဲ့တကယ်တော့ချုံမိုးတွေရဲ့အဓိကပါဝင်ပစ္စည်းကတော့ glutamate လို့ခေါ်တဲ့ amino acid တစ်မျိုးပဲဖြစ်ပါတယ်။ဒီ glutamate ကိုသဘာဝအားဖြင့် protein နဲ့ပါဝင်တဲ့အစားအစာတွေထဲမှာတွေ့ရှိနိုင်ပါတယ်။ဥပမာအားဖြင့်ခဲညင်သည်ဒိန်ကေပေပိဇက်နဲ့ပင်လယ်ရီမော်တွေမှာပိုများသောပါဝင်ပါတယ်။1989မှာဂျပန်လူမျိုးဓာတ်ပညာရှင်ဖြစ်တဲ့ ပမုခတိခုနဲ့ဤခေတာကပြည်နယ်ရင်ပေါ်ကနေထူးခြားတဲ့အရသာတစ်မျိုးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲဒီရတာကသူကဥမမီလိုနာမည်ပေးခဲ့ပြီးဒါထူးချင်းငန်ခါဆိုတဲ့အခြေခံအရသာလေးမျိုးပြီးပြသမမြောက်အရသာပြည်သတ်မှတ်ခဲ့ပါတယ်။နောက်ပိုင်းမှာပမုခဤခေတာအဲဒီဥမမီအရသာဖြစ်ပေါ်စေတဲ့အဓိကတပ်ပစ္စည်းဟာဂလူတာမိတ်ပြချောင်းကိုသိရှိခဲ့ပါတယ်။ပမုခဤခေတာရဲ့တွေ့ရှိမှုပြီးမှာဂလူတာမိတ်ကိုပုံမတိငိမ့်ပြီးအတုံးမျိုးအလွယ်ကူလေးပုံစံဖြစ်အောင်ဆူရီယန်နဲ့ပေါင်းဆက်ပြီးမွန်လိုဆူရီယန်ဂလူတာမိတ် MSG ဆိုတဲ့ချုံမုတ်ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့အချို့မောင်းအများအထင် formulation အချင်းဖောက်ချင်းနည်းနဲ့ကြောင်းမှုစံတကာဒါမှမဟုတ် molecule တူကိုအသုံးပြုပြီးထုတ်လုပ်ကြပါတယ်ဒီနည်းလမ်းဟာတဘာဝအတိုင်း glutamate ကိုရရှိစေတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်အချို့မောင်းနဲ့ပတ်သက်ပြီးမှတ်ဉာဏ်မကောင်းတာခေါင်းကိုက်တာစတဲ့ဗေဒဆုံးကျူတွေရှိရဆိုတဲ့အယူဆတွေအများပြားရှိနေပါတယ်တကယ်တော့သိပ္ပံနည်းကြလေးလာမှုတွေအရအချို့မောင်းကိုတိတိနဲ့ပမာဏစသုံးမယ်ဆိုရင်ကျန်းမာရေးအတွက် beginning တို့ဆူထားပါတယ် ို့ပေမဲ့တချို့လူတွေမှာချိုးမုံစားသုံးပြီးရင်တော့ခေါင်းကြိုက်တာတိူအာနာမျက်နှာနှီးမြန်းတာချွေးထက်တာရင်းတုံတာစတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်ဒီလိုလက္ခဏာတွေကို MSG syndrome လို့ခေါ်ကြပါတယ်ဒါပေမဲ့ဒီလက္ခဏာတွေကလူတိုင်းမှာဖြစ်တာမဟုတ်လို့အများအားလည်းမဖြစ်နိုင်ပါဘူးအများအပြားခဏတာဖြစ်ပြီးပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်တဲ့ဆိုတဲ့ခံပါတဲ့အထောက်အထားတွေကိုတွေ့ရသေးပါအထူးအားဖြင့်ဘယ်စားတာပဲဖြစ်ဖြစ်လွန်ကျွန်စားသုံးတာကမကောင်းပါဘူး ချုံမုံတင်းတင်းနဲ့ပမာဏနဲ့ဒါအသုံးပြုပြီးမြတ်တာတဲ့အစားတောက်တွေကိုစားသုံးတာကအကောင်းဆုံးဖြစ်ပါတယ်။ကဲဒီနေ့ဗီဒီယိုလေးမှာတော့အချုံမုံနဲ့ပတ်သက်တဲ့ဘူးဒုဒရရအချက်လက်တွေကိုတင်ဆက်ပေးခဲ့ပြီးဖြစ်လို့သိတဲ့ကြည့်တို့ကလည်းဘူးဒုဒအများကြီးရရှိကောင်းမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဘလူးချောင်းအားတွေကိုသိကျင်တယ်လဲဆိုတာကိုကုမမရေးပေးခဲ့ကြပါအောင်ခင်ဗျာ။ကျွန်တော်ရဲ့ KS Knowledge Sharing Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားခဲ့ကြပါအောင်ညာ။ကျွန်တော်နဲ့အတူနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြအောင်ဗျ။အလုံးဝပျော်ရှင်တဲ့နေ့တစ်နေ့လေးဖြစ်ပါစေလို့ဆုတောင်းဝေးပါတယ်ခင်ဗျာ။